ဗုဒ္ဓဘာသာတို့ဤယဉ်ကျေးမှုထုံတမ်းစင်လာအရာဘာသာရေးဆိုင်ရာယဉ်ကျေးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောဒကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္တနာတုံးမှာကြတော့၍တရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့ အတံပေးလိုက်လို့ရှိရင်လောကဥပမာမိုးဦးကြတခိုးတောင်ကမိုးချင်းမိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲကြပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတံတွေကိုကြပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူ ဓမ္မဂေါတကတရားကျွေးကြောနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရဏသုံးပါးကြော့၍သဒ္ဒနဂုံသီလမြတ်ဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်စင်အမျိုးသားအမျိုးသမီးဒီဟုသောရွှေဥတောင်းတို့သည်တပြိုင်နက်တည်းတညီတညွတ်သေးဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကြော့တဲ့စဒံကေကာတံလေဟာ ညံပြီးတော့ထွက်လာအဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်သေးမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မသိလို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါသမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှနေဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်သော49ကြိမ်သောမှဖြစ်မှာအကုသိုလ်နဲ့ဆံရအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရာမှာလည်းပဲယတနာ၃ပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့យ៉ាងအတွက်မဟာကုသိုလ်ဇောစိတ်တွေ၄၉ကဖြစ်မှာဩအတံပီပီသတာတတံထွက်တယ်ကာမှာလည်းပဲထို့အတူပဲ၄၉ချိန်သမှာလည်းပဲ၄၉ချိန်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ 49ကာ49ကာတတန်တတန်မှာထို့မှာရတယ်လို့စိတ်แท้ကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တည်သည်ဆိုလိုရင်းကတော့ဖရာတရားတန်ခါယရဏသုံးပါအပေါ်မှာမတော်တဆမေဇင်တောင်ကြီးကလေးဘဝဖရာမန်တရားမန်တန်ခါမန်မသိတဲ့အချိန်က မတော်တဆပြုမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအတုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရာတပည့်တော်အယိုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ုပ်ပူဇော်ဖူးမြော်မှန်းလျော့ကတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်နဲ့ မဟာကုသိုလ်ဇောရီ၄ချက်ကိုက၄ချက်ကိုကဇောတော့မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရည်ရည်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတွန်းတွန်းဆေးကြောပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယတနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြည့်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်ရှင်ကျင်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေရှင်ရှင်ကျဲကျဲရှင်ချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်သန့်ရှင်နေတဲ့အချိန်မှာပန်းကောင်းပန်းရှင်နဲ့အဝတ်ကောင်းဝတ်ရှင်နဲ့နတ်သားကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်သားကောင်းပေးပါတောင်းကြလို့လို့တောင်းကြလို့ပဲ ခြေပေါက်တဲ့အခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခံမိဘတံသာတမီတောင်းတယ်လို့အာမန္တေတိကရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြယ်သောခန္ဓာကိုရှိနေ ဒီခစင်ကျေတော့ခန္ဓာကိုယ်ရှိနေတဲ့တပြည့်တော်ဒီအရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟူသောဥစိုက်ပန်းတွေငါးပါးသီလဒီဟူသောဝတ်ကောင်းစရငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါတယ်တောင်းခံပါတယ်ရှင်ဘုရားအနုကံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတ္တပြည့်တော်အသီလံတရဏဂုံသုံးခန်းဥဇိုက်ပန်းနှင့်တကွာငါးခန်းသောသီလတည်ဟုသောဝေကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားကောင်းပေတောင်းမှာတစ်ချိန်မှာကအခုဒုတိယပင်နှစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးကြိမ်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုတော်ကဘာအတံပေးလိုက်ယမဟံဝဒမိတံဝရေထာတရားဓမ္မတွေကဘာဆိုလိုက်တော့အမဗန္ဒီဘာလုပ်ကြတာတုံးဆရာတကားလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝရေထလို့ဆိုလိုက်တဲ့ တည်ရပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကဒကာဒကမအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးတည်ရဆိုတဲ့ဝတ်ကောင်းဆလာငါးမျိုးတဏိနန္တာပြောင်းနန္တာကောင်းငါးမျိုးဟာပဂတိပန်းပဂတိအဝတ်ပဂတိနန္တာလိုအကထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍ဆောက်တီမှရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးတိလဝတ်ကောင်းစလနန္ဒာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့ဆောက်တီဘုံကိုဆုပ်ပေးမယ်အဲ့ဒီဆုပ်ပေးတဲ့ဆောက်တီဘုံကိုမမှားအောင်လိုက်ဆိုကြဒီအတိတ်ပဲနော်တိတိလပေးတဲ့ကိုယ်တော်က ယမဟံဝရမိတံဝရေတာသာဓုဝေါနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံသောက်တိဘုံ၅ပါးသီလခံယူသောက်တိဘုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆို၍ပေးပါအံတန်ထူငါဆို၍ပေးတဲ့၅ပါးတရဏဂုံသောက်တိဘုံ၅ပါးသီလသောက်တိဘုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါကြိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဓမ္မရုကမက အာမဗန္ဒီဗန္ဒီရှင်ဖေဟာအာမကောင်းပါပြီကောင်းပါပြီရှင်ဖေဟာလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုရောကဗန်စပေးလိုက်ဗန်စပြီးတော့ရွတ်ပေးဆိုပေးလိုက်တယ်နမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာဖះရှိကိုစားပဲကလေးလေးကစဆိုးနိုင်တယ် ေးဆိုနိုင်လို့စာပိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ낵ကလူတကာနတ်တကာဇမားတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံကာမတံဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံငင်၅ပါးသီလမဆောက်တီးခင်ရှိဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအောင်စို့အဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတ္တဗုဒ္ဓဝတ္တအရဟတ္တသမ္မာသမ္ဗုဒ္ဓတ္တရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာတို့မတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာတို့မတွေကသုံးခေါက်အဓိပ္ပာယ်ရှိအေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော့ အရဟတောအရဟံဂုံမြော့ရင်ဖြစ်တော်မူထတော်တမ္မာတံဗုဒ္ဓတာတမ္မာတံဗုဒ္ဓဂုံတော်ရင်ဖြစ်တော်မူထတော်တတ္တထိုမြတ်စွာဘုရားအာနမောယူတိမြတ်လို့ရှိခိုးဥညွပါဤဖျားဖျားရှိခိုးတဲ့စာပတ်ရသဗျာရဲ့ဘဂဝါဂုံအရဟံဂုံကမ္မတံဗုဒ္ဓဂုံတော်ကြီးသုံးပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုက်ဒီစာပိုက်ဖြင့် ကြာမင်းကြီးလည်းပဲတက်ကပညာတော့လာပြီးတော့ဖရာထံလာပြီးတော့အိမ်အိမ်ဒသာလာဆိုင်ကူမှာတက်ကပညာတော့နာပြီးလို့တောဒါဘာအရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတ္တရနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်ကြလို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်လက်ဝယ်ယုံကြည်တဲ့ လောကုတ္တရာတဏှဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပုတ်ပုတ်ပြီးတော့သူကနမောတ္တတာတွန်းတော့ဆိုပြီးတော့ရှီခိုးပြန်ထို့အတူပဲဗာမတိမြမကြီးများဖရာထံသာပြန်နေဆိုရင်ဒီနမောတ္တတာနဲ့ပဲသုံးပါမတ္တရာရှီခိုးပြီးတော့ပြန်ရလူကြီးလောကကပတိနတိကောသလာတို့လိုမင်းပညာရှိတွေပௌခရတာတိတို့မြမယုတို့ဆိုတဲ့ ပုံနာပန္တိပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ်တပ်ရိုက်ပြီးဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိဗြမပညာရှိဆိုတဲ့ပညာရှိပန္တိပုဂ္ဂိုလ်တွေအလွန်မြတ်နိုးအပ်တဲ့ဘုရားရှိခိုးစာပိုက်ဖြစ်လို့မိဘဘိုးဘွား ဆရာသမားများကငါတန်းငါတမိငါမြည်တို့တီးရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြေးပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘူးတန်နဲ့ဖျားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်ကလူကြီးများကဒီနမောတ္တကိုသုံးခေါက်ဆိုရုံအရှင်ပြုတ်ခဲ့အေးအဲ့ဒီအရှင်ပြုတ်တာကိုကခုပြောလို့ အမတန်ဒုက္ခပဲရှိတယ်ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတယ်ဘုရားရှိခိုးစားပိုင်အဲသီလပေးတဲ့ကိုယ်တော်ကတစ်ခေါက်တည်းဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့သုံးခေါက်ဖြူကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြရတော့ဘုဒ္ဓံတရဏံဂိသမိတမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာ အတန်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 မှာဖရာယရဏာကိုကြည်ညိုတဲ့စိတ်တရားယရဏာကိုသံသာယရဏာကိုသူ့အပိုင်းနဲ့သူကြည်ညိုတဲ့တရားတရားပြီးတော့ဖရာတရားသံသာစီယရဏာတို့မှရငါတို့ရဲ့အာထာကိုးကွယ်ရာဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တည်းဗုဒ္ဓံကရဏံကိသာမိဆိုရင်မဲ့ရှစ်လုံးရှစ် တလုံးတလုံးမှာမာကုတုစိတ်တွေ49 49ချိန်ဖြစ်အဲ့ဒီမာကုတုစိတ်စေတသိက်အစုကိုဗုဒ္ဓသရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မသရဏံကိစ္ဆာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍမှာဖြစ်တဲ့မာကုတုစိတ်ပေါင်းများစွာကိုဓမ္မသရဏဂုံသံဃံသရဏံကိစ္ဆာမိရွတ်တဲ့အခါဖြစ်တဲ့မာကုတုစိတ်ပေါင်းများစွာပါဠိလို့ သံဃာတရဏကမဏမြန်မာလူသံဃာတရဏဂုံသံဃာတော်အကုွယ်ရာဟူ၍ရှိကပြိမှတ်ကြောင်းဖြစ်သောမဟာကုသိုလ်စိတ်စီတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာသုံးပိုက်ရွတ်လိုက်ပြီနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ် တန်ကတရဏဂုံဆိုရမဟာကုသိုလ်ပန်းပွားပန်းတုံးချင်းဆင်းလျရဲ့ပွက်လျရဲ့တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါသီလပေးတဲ့ကိုတော်ဟာအိုးမိဘကသာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှစီခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုတော်ကဒုတိယမိဘုရားတရဏဂေသာမီ ဒုတိယံဘိဓမ္မံကရဏံကိသာမိဒုတိယံဘိသံဃံကရဏံကိသာမိဒုတိယမြောက်ကရဏဂုံပန်းငယ်ကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန်ဟာဒကာဒကမတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်ကရဏဂုံပန်းငယ်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမော်ပန်းထားလိုက်တယ်ဆိုပါ့ ဒုတိယံပြီးဆိုလိုက်တဲ့အခါတော်ရကုံပန်းကိုင်နှစ်ခိုင်မိမိတို့ခေါင်းပေါ်မှာမြိုင်မြိုင်ကြီးပန်မိထိုကမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တွုံးကိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွန်းလာတော်မူတတိယပန်းကိုင်ပန်းအုံးလို့ပေးတယ်လို့ပြီးတာပေးတဲ့ကိုယ်တော်ကတတိယံမိဗုဒ္ဓံဒရဏံဂေသမိတတိယံမိဓမ္မံဒရဏံဂေသမိတတိယံမိသံဃံဒရဏံဂေသမိဆိုပြီးတော့ဒရဏဂုံပန်းကိုင်ကြီးပေးပြန် အာဒကာဒကမကြီးကလက်နှစ်တဲ့အာယံဝမ်ပန်တတဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာတရဏဂုံပန်းကင်ကြီးသုံးကင်ပန်မိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲတရဏဂမဏံပရိပုံနာပါဠိစကားပြောလိုက်တရာဓမ္မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေဟာ အေးမိဘနှစ်ပန်းကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီရပြီးတဲ့ကိုယ်တော်ကတရဏကမဏံပရိပုံနာသာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့တရဏကမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံနာပြည့်စုံကြပလားအိုးတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားခြေနဲ့ပလားအားရပလားမေးလိုက် ထိုခါတခါတုန်းကအာမဗန္တိပြည်ဆုံးပါပြီဖေဟာကျင်းနဲ့ပါပြီဖေဟာအားရပါပြီဖေဟာလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလာပေးတဲ့ကိုတော်ကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲတထဲတထဲပြီးတထဲတဏိနဲ့သာကောင်းတမျိုးပြီးတမျိုးစမ်းစမ်းပေးတယ်လို့နော်သီလာပေးတဲ့ကိုတော်ကအနာတိပါတာဝိရမဏိသေကာဗရံသမာတိယာမိဆိုပြီးတော့ ပါဏာတိပါဒဝုရတိပိလတိဟူသောအဝတ်တထေပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဟေးဒကာဒကမဒီကလေးပဲဝမ်ပန်တသာလိုက်ဆူ၍ထိုပါဏာတိပါဒဝုရတိပိလတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နန္ဒာကောင်းကိုမိမိကိုယ်မှလိမ့်သာချေလေလိုက်အဲနောက်ဒီကသီလာပေးတဲ့ကိုယ်တော်ကအဒိဏာဒါနာဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏာဒါနာ ဝိရတိပြီလာဒီဟူသောအဝတ်ကောင်းဆလနန္ဒာကောင်းတစ်မျိုးပေးလိုက်ပြန်ဆိုပေးလိုက်အဲဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆိုရယူကြမိမိတို့ကိုယ်မှရှင်းပြီးဝတ်ပြီးကြအဲဒီကတတိယံပြီးသုံးချိန်မြောက်ကြတော့ကာမိသုမိသာသာရဝိရတိတိလာဒီဟူသောအဝတ်ကောင်းနန္ဒာကောင်း၄ချိန်မြောက်ကြတော့မုဒါဝါဒမှာရှောင်ကျင်ချင်းဆိုတဲ့မုဒါဝါဒဝိရတိတိလာဒီဟူသောအဝတ်ကောင်းနန္ဒာကောင်း ငါးချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလဒီဟုသောအဝတ်ကောင်းနတ်သာကောင်းကိုကန်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်တိုင်ဆိုးဆိုးပေးတခါတော့မှဒီလည်းပဲဝမ်းပန်းတတလက်ရည်ဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်သာပြောပြောလို့ရှိရင်ဝတ်ကောင်းစလားငါမျိုးနေရာတကျဝတ်ပြီးအဲတဏိနတ်သာကောင်းနတ်သာကောင်း ်လက်သာပြောင်းမှန်းမျိုးကိုနေရာတကျအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းစားဝတ်ပြီးလက်သာကောင်းကောင်းလိမ့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းနေဒီအဝတ်တွေဒီလက်သာတွေနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက်ဒါရီရှင်များလိုက်တဲ့အတွက်သိသိနေသွား ကြီးတော့သားတို့သမီးတို့အဲ့ဒီပန်းနေလွတ်မသွားအောင်အဲ့ဒီအဝတ်တွေညှစ်မသွားအောင်အဲ့ဒီနန္ဒာတို့ပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိတရဏီနတာပင်စင်ကတိရံသာဓုကံကတ္တဝအဗမာတိနတံပါတိတာပြောလိုက်ဟာဒကာဓမ္မကြီးကအာမဗန္တိဆိုလိုက် ဟာလောက်တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အသေးအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုယ်တော်ကသာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမေတင်တို့သည်တိတရဏီနာတရဏဂုံတုံကံဥစိုက်ပန်းနဲ့သာတကားပင်စင်ကသီလ၅ပါးသီလကြည့်ဟုသောဝတ်ကောင်းစလ၅မျိုးနတ်သာကောင်းနတ်သာပြောင်း၅မျိုးအခုဆင်ပြီးဝတ်ပြီး ပံပြီးတဲ့တရဏဂုံပန်းတွေသီလတိဟုသောအဝကောင်းဆရာတွေလက်လာကောင်းသူကိုသာဓုကံကတ္တဝါတတိမြဲမြဲမြန်မြန်ထပြီးတော့အဗမတိနာမမိမလျော်တဲ့တတိဖြင့်သံပါတိထတရဏဂုံပန်းတွေနွမ်းမသွားငါဘာသီလဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့ဒါကောင်းနဲ့ဒါပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင် ေကြီးစွာသောတတိဆောင်းလျက်တမ်းပါဒေထမကြိုးမပေါက်မကြားမပြောက်ရအောင်ထိမ့်သိမ့်ဆောင်လျှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားဓမ္မတွေကအာမဘန္တိကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းရှင်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန် ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟုသောဥစိုက်ပန်းတွေနာဘာတိရတိဟုသောအဝတ်ကောင်းငါးမျိုးလက်တာကောင်းငါးမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တတ်ပြီးသောအနေမှာဓမ္မနေပယ်ကကြည့်ရင်ရောက်နေတယ်။အဲဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးလက်တာကောင်းလိမ့်ပြီးပန်းကောင်းပန်ပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့တော့မင်္ဂလာပွဲတပင်ဝတ်နေ။အေးထို့အတူပဲတဏ္ဍာကုံပန်းပန်ပြီးတော့ ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်တာကောင်းငါးမျိုးရိမ့်သပြီးတော့တတို့အမျိုးကောင်းသားအမျိုးကောင်းသမီးများဒီတရားမင်္ဂလာဘွဲကိုဝင်ရရအောင်တဲ့